င်းနိုင်ငံမှာနုပညာလုပ်ငန်းတွေလာရောက်လုပ်ကင်ကြတဲ့စစ်ကော့မရှင်လက်ဝေကန် Boycott BC သပိတ်မှောက်စည်းဝင်အနုပညာရှင်တွေကို ထိုင်းရောက်မြန်မာနိုင်ငံသားတွေကတက်ကြွစွာသပိတ်မှောက်နေကြတယ်လို့သိရပါတယ်။ထိုင်းရောက်ပြည်သူတွေရဲ့တက်ကြွစွာပါဝင်မှုကြောင့်အဲ့ဒီ BC စည်းဝင်အနုပညာရှင်တွေရဲ့ရှိုးပွဲတွေရုံတင်ဇက်ကားတွေအနုပညာလုပ်ငန်းတွေမှာပိတ်သိမ်းတာရက်ရွှေဆိုင်တာတွေပြုလုပ်နေရတယ်လို့လည်းသိရပါတယ်။ ဗန်ကောက်မှာဒီကနေ့နိုဝင်ဘာ၁ရက်နေ့မှာကျင်းပမယ်လို့ကြေညာထားတဲ့အစိုးရရွှေထူးအုပ်စိုးခန့်တို့ပါဝင်ဖြော်ပြမိ Music Festival ကိုလည်းပြည်သူတွေရဲ့သပိတ်မှောက်ခြင်းကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာပဲပွဲစီစဉ်သူတွေကဖြတ်သိမ်းပေးခဲ့ရပါတယ်ထိုင်းရှိစစ်ကောမရှင်လက်ဝဲကံအမှုပညာရှင်တွေရဲ့လှုပ်ရှားမှုတွေနဲ့အဆိုပါအမှုပညာရှင်တွေကိုတဆင့်ကြေညာပေးနေတဲ့ online ဆယ်လီတွေဈေးဆိုင်တွေကို social punishment လူမှုရေးပြစ်ဒဏ်ပေးကြဖို့ FNCC Burma Fact Check Community အဖွဲ့ကဥဆောင်နှုတ်ဆော်ပေးနေတာလည်းဖြစ်ပါတယ်။လူတွေရဲ့စိတ်ကံစားချက်တွေကဒီကာလမှာထွက်ပေါက်မဲ့နေကြတယ်။အဲဒီအတွက်စိတ်ထွက်ပေါက်ဖြစ် BC နောက်ကိုလိုက်လာအောင်နှိုးဆော်ပေးရင်ဒီစိတ်ထွက်ပေါက်ကတော်လိုင်းအတွက်အင်မတန်အကျိုးရှိတဲ့ထွက်ပေါက်တစ်ခုဖြစ်လာမယ်လို့လည်း FNCC ကတာဝန်ရှိသူတို့က ARD Times ကိုပြောပါရတယ်။အလားတူဘန်ကောက်မှာကျင်းပမဲ့အဆိုတော် YY မျိုးကြီးဇော်ပိုင်တို့ပါဝင်မယ် IC ရှိုးပွဲကိုလည်းထိုင်းရောက်မြန်မာပြည်သူတွေကတပိတ်မောက်ကြတဲ့အတွက် IC ရှိုးပွဲကိုကြီးညာပေးတဲ့စားတောက်ဆိုင်တွေ online ဆယ်လီတွေက ပြန်လည်တောင်းပန်တာတွေပြုလုပ်လာပါတယ်။ဒါအပြင်ထိုင်းနိုင်ငံမဟာချိုင်မှာပြသဖို့စီစဉ်ထားတဲ့စစ်ကောင်မရှင်တောင်းတိုင်နုပညာရှင်တွေဖြစ်တဲ့နေဝင်းခင်ဝင်းဝါတို့အပါအဝင်နုပညာရှင်များစွာပါဝင်တဲ့ ပြောတဲ့ရုပ်ရှင်ဇာတ်ကားကိုလည်းတပိတ်မှောက်ကြရာလာရောက်ကြည့်ရှုသူမရှိဘဲ point ကော့လုပ်ချင်းအောင်မြင်ခဲ့တယ်လို့သိရပါတယ်။ရုံတင်တဲ့ကုန်တိုင်းကဘာ BC light တော့လူသွားနေသွားတယ်။တော်တော်လူပန်းသွားတယ်ပြောတယ်။ကျန်တာတော့မသိရသေးပါဘူး။ကုန်တိုင်းပန်ရှင်ကဖြုံးငွေစိုးနဲ့နောက်တစ်ယောက်ကြံဦးမယ်လို့ FNCCC ကသိရပါတယ်။လက်ရှိမှာစစ်ကောင်မရှင်တောက်တိုင်နှုပညာရှင်တွေနဲ့၎င်းတို့ရဲ့နှုပညာလုပ်ငန်းတွေကိုပြည်သူတွေကတက်ကြွစွာတပိတ်မှောက်နေပြီး ်တျောဆောင်နေတိုးနေဝင်းမြင့်မြတ်ချူလေးမင်းမြင့်မို့တို့ပါဝင်တဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲပညာပေးဇလန်းဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မြင့်သူများစကားမှလည်းပြည်သူတွေရဲ့စိတ်ထဲတက်ကြွမှုကိုတတောင်းတနေရာကနေအင်အားဖြစ်စေခဲ့တာလည်းဖြစ်ပါတယ်။